ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဆွေးနွေးတင်ပြမယ့်အကြောင်းအရာတော့ relief sizing အပိုင်း6ပဲဖြစ်ပါတယ်ဒီအပိုင်း6မှာဆိုရင်ကျွန်တော်က heat exchanger tube rupture ဆိုတာပါလဲနောက်တစ်ခါ chap back failure ဆိုတာပါလဲဒါမဲ့ expansion ဆိုတာ variable ဆိုတာကိုဆွေးနွေးတင်ပြသွားမှာပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ heat exchanger tube rupture failure ဆိုတာပါလဲဆိုတာကိုအတူတူကကြည့်လိုက်ကြရအောင် ဟိအချင်းညာ tube rupture failure ဆိုတာတကယ်တမ်းကြတော့ဘောနော်ဒီဟိအချင်းညာထဲမှာရှိတဲ့ပုံမှန်ပြထားတဲ့အတိုင်းပဲဟိအချင်းညာမှာရှိတဲ့ဒီ tube ကနှစ်ပိုင်းပြတ်ထွက်သွားတာနော်အဲ့လိုမျိုးဖြစ်တာဗောနော်အဲ့ကောင်ကဘယ်ကောင်ကြောင့်ဖြစ်လာနိုင်လဲဆိုရင်ပုံမှန်အဖြစ်တော့ဒါတာမရှော့ကြောင့်လည်းဖြစ်နိုင်တယ်ဥပမာဆိုရင်တအားဟိုဗောနော်ဟို abnormal flow လာတာတို့နောက်အပူဆိုင်ကနေပြီးတော့ temperature process side မှာ suddenly မြင့်တက်သွားပြီးဒီဘက်ကို temperature shock နောက်တစ်ခုဆိုရင်ဒါမှမဟုတ်လဲဝင်လာတဲ့ a liquid ကသူက normal operation တက်ကိုပို့ပြီးတော့ a ပြီးတော့လာတာတို့အဲ့မျိုးကြရင်သူက shock ဖြစ်တာပေါ့နော်အပူနဲ့ a ဟိုပုံမှန်တက်မဟုတ်ပဲနဲ့သူကကြော်ပြီးတော့လာတဲ့ခါမှာ shock ဖြစ်ပြီးတော့ဒါ vibration လာတယ်နောက်ကြရင်အဲ့ကော rupture ဖြစ်သွားတာပေါ့နောက်တစ်ခုကကြတော့ဒါဒီ heat အချင်းရောအကြာကြီးတုံးလာတဲ့ခါမှာသူက ီ fluid တွေက erosion ဖြစ်တယ်။နောက်ကြ corrosion ဖြစ်တယ်။အဲ့ခါမှလည်းပဲသူကဟို rupture ဖြစ်နိုင်တာပေါ့နော်။ဒီကြည့်ပါ rupture ဖြစ်နိုင်တယ်။အဲ့ဒါကိုဆိုလိုခြင်းဖြစ်ပါတယ်။အခုဒီမှာဆိုရင်ကျွန်တော်တို့ဒါ high pressure site ပေါ့နော်။တကယ်တမ်းဆိုရင်တော့ကျွန်တော်တို့ဒါ industry မှာဆိုရင်တန်းပိုင်း13 rule ဒါမှမဟုတ်ဘူးဆိုရင်တော့တူးတက် rule ပေါ့နော်နှစ်အာနှစ်ကိုသုံးတဲ့စာပေါ့နော် lower pressure site က higher pressure site ရဲ့ 80ရာခိုင်နှုန်းရှိခဲ့မယ်ဆိုရင်ဒါဘယ်လိုခေါ်လဲကျွန်တော်တို့ PSP install လုပ်ဆရာမလိုဘူးဟုတ်နော်ဆိုလိုချင်တဲ့အိပါ share site နဲ့ tube site နှစ် site နှစ်ခုရှိတယ်အဲ့နှစ်ခုမှာ lower pressure site က higher pressure site တဲ့ design condition က80ကျော်ရာခိုင်နှုန်းပေါ့နော်80 around တဲ့အဲ့လောက်ရှိခဲ့မယ်ဟေ့ဆိုရင်သူက PRV install လုပ်ဆရာမလိုဘူးတနည်းအားဖြင့်ဆိုမယ်ဆိုရင် higher pressure site က lower pressure site ရဲ့ အာ130ရာခိုင်နှုန်းပေါ့နော်30%ပေါ့အဲ့လိုဖြစ်ခဲ့မယ်ဟိဆိုရင်ဒါကျွန်တော်တို့ဒါ PRV install လုပ်เสียမလို့ဘူးပေါ့နော်သို့တော်ညာလည်းပဲကျွန်တော်တို့ဒီ PRV install မလုပ်ဘူးဆိုလို့ tube rupture မဖြစ်နိုင်လို့တော့ပြောတာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့သိတဲ့အတိုင်းပဲဒီ industry မှာကြာကြာသုံးလာတဲ့အခါမှာဟိအချိန်ကြီးလည်းဘာဖြစ်လာလဲဆိုသူ့ရဲ့ material degrade ဖြစ်လာတယ်ပေါ့နော်နည်းနည်းကျလာတယ်ရေသွေးအဲ့လိုကျလာတဲ့အခါမျိုးမှာကြာကြာနေရင် ဒါ pressure လေးနည်းနည်းလေး onin ဖြစ်လိုက်တာနဲ့ vibration နည်းနည်းလေးညာလာလိုက်တာနဲ့ကိုသူကဘယ်လိုခေါ်မလဲဒီ tube က rupture ဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ဒါကိုအဲ့ဒါကိုဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တစ်ထစ်ကြတော့ပေါ့နော်ဒီဒီ lower pressure side က higher pressure side ရဲ့80ရာခိုင်နှုန်း design condition 80 80ရာခိုင်နှုန်းကြော်ခဲ့မယ်ဆိုရင်ဒါ relevant install လုပ်เสียမလိုဘူးလို့တတိကျတော့မှတ်လို့မရဘူးကျွန်တော်အရင်ပြီးခဲ့တဲ့ project မှာဆိုရင်ဘယ်လိုဖြစ်လဲဆိုရင်ဒီကျွန်တော်တို့ design condition ကအဆင်ပြေတယ် PRV install လုပ်เสียလို့တို့တော်နေများလည်းပဲ client က blue case ကိုစဉ်းစားခိုင်းလဲဆိုဥမာဒီကောင်ကပေါ့နော်ဟို prolong use prolong use ဖြစ်တဲ့ကောင်မှာ block outlet ဖြစ်တယ်ဒီမှာ inlet က flow ဖြစ်တယ်အဲ့အချိန်မှာသူ rupture ဖြစ်တယ်တခုဆိုလိုချင်တဲ့အိဗာဒီနေရာမှာဆိုလိုချင်တဲ့အိဗာကတော့ လို့ခေါ်မယ်အာ double jeopardy လို့ပြောလို့ရတယ်ပေါ့နော်တိုးတော်များလည်းပဲဒီ case ကဖြစ်နိုင်တယ်ဘာကြောင့်လဲဆိုတော့ဒီကျုပ်ကဒီဟဲ့ဒီအချိန်ကအကြိုက်တော့ဘူးပါအဲ့ကကျွန်တော်ဒီကျုပ်ရဲ့အရေးသေးကနေလာပြီအဲ့ခါမျိုးပါပေါ့နော်ကျွန်တော်အဲ့လို case မျိုးလည်းစဉ်းစားခိုင်းတယ်ပေါ့နော်ဒါ client ဟိုဒါ prolong use ဖြစ်တဲ့အခါမှာဒါကျုပ် rupture ဖြစ်နိုင်တယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ဒီကောင်ဆက်ကြည့်မယ်ဆိုရင် ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ဒီ heat exchanger tube pressure scenario မှာဆိုရင်ကျွန်တော်တို့က potential over pressure တွေကိုလိုက်ပြီးစဉ်းစားရမယ်ဆိုလိုချင်တဲ့အိပ်ပါဒီ heat exchanger နဲ့ connected ဖြစ်နေတဲ့ equipment တွေပေါ့နော်အဲ့ဒီကောင်မျိုးတွေကိုလိုက်ပြီးကျွန်တော်တို့က evaluate လုပ်ကောင်ဟို downstream မှာဆိုလဲ downstream ဥပမာ upstream မှာဆိုလဲ upstream ပေါ့နော်ဒါ potential over pressure ဒီဒီကောင်ဖြစ်နိုင်တဲ့ source တွေကိုကျွန်တော်တို့က evaluate တွက်ထုတ်ကြမယ် ောက်တစ်ခုအဆိုရင်တော့ကျွန်တော်တို့ဟိုပေါ့နော်ဒီကျွန်တော်တို့တခါလေးကြာရင် design condition ကို increase လုပ်တယ်ဥပမာဆိုကြပါဆိုပေါ့နော် share site ကပရမကကျွန်တော်တို့က design condition က90အ90ရာခိုင်နှုန်းမရှိနေအဲ့ဒီကောင်ကိုကျွန်တော်တို့က PRV install မလုပ်ကောင်လို့ process engineer ကျွန်တော် design ကို increase လုပ်လိုက်တယ်ဒီဒီတူတက်ဘူးဒါမှမဟုတ်တန်တက်တင်းဘူးပေါ့နော်အဲ့ဒီကောင်ကို follow လုပ်ဖို့အတွက်ကျွန်တော်တို့က pressure ကို design pressure ကိုမြင့်လိုက်တယ်သို့ညာလဲပဲတစ်ခါတည်းကြရင်ဘာဖြစ်လဲဆိုတော့ဒီ piping condition တွေပေါ့နော်ဒီ tube side တောင်မှ shelf side က design condition ကိုမြင့်ပြီးသူကသူနဲ့ corner လောက်ထားတဲ့ piping condition တွေ instrument တွေနောက် downstream equipment တွေသူက design condition ကိုလိုက်ပြီးတော့ increase မလုပ်ဘူးဒီ tube ဒီ heat exchanger မှာပဲ increase လုပ်လိုက်တယ်အဲ့ဒါဆိုရင်တော့အဲ့ဒီ concept က မှားတယ်နော်တကယ်တမ်းဆိုရင်ကျွန်တော်တို့ဒီဥပမာပြောကြပါသူဒီ tube site ကကျွန်တော်တို့ design condition ကိုကျွန်တော် increase လုပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်ကဒီ tube site မှာရှိတဲ့ piping တွေတဲ့မှာဒီ downstream upstream အဲ့ရ equipment တွေအားလုံးဆက်သွင်းနေတဲ့ instrument တွေအားလုံးရ design condition တွေကိုလည်းကျွန်တော်လိုက်ပြီးတော့ညှင့်ပေးလို့လိုတယ်ပေါ့နော်အဲ့ဒါကိုဒါဆိုလိုခြင်းဖြစ်ပါတယ်နောက်တစ်ခါဆိုရင်တော့ဒီကျွန်တော်တို့ဘာကြီးထပ်စဉ်းစားလဲဒီ tube structure ဖြစ်တဲ့အခါမှာကျွန်တော်တို့ခါလိုက်ရရင် share site မှာနဲ့ tube site မှာနဲ့ season နဲ့အရင်ကခုက chemical မတူဘူးအဲ့နှစ်ခုရောဝါရင် reaction တွေဖြစ်လာနိုင်လားအဲ့ဒါတွေလည်းကျွန်တော်တို့ထည့်သွင်းစဉ်းစားရတယ်ဗောနော်အဲ့လို reaction ဖြစ်လာနိုင်တဲ့အရေးဆိုရင်ပိုပြီးတော့အန္တရာယ်များတာဗောနော်အဲ့တော့ကျွန်တော်တို့ကဒါကိုလည်းထည့်သွင်းစဉ်းစားရမယ်နောက်တစ်ခုဆိုရင်တော့ကျွန်တော်တို့ဒီ chat bot ဗောနော်ဟိုဒီ share ပဲဖြစ်ဖြစ် tube site ပဲဖြစ်ဖြစ် အဲ့ဒီအဝင်မှာချက်ပတ်ရှိမယ်နောက်တစ်ခါအထွက်မှာဆိုရင်ဒါ PA shutdown buff ရှိနေတဲ့အခါမျိုးတွေပါပေါ့နော်အဲ့ဒါမျိုးမှလည်းကျွန်တော်တို့ဒါစဉ်းစားရတယ်နောက်တစ်ခါဆိုရင်တော့ဒါပြောထားတာကကျွန်တော်တို့ double pipe heat exchanger တွေမှာကျွန်တော်တို့ PRV မလိုဘူးပေါ့စဉ်းစားရဘာကြောင့်မလိုဘူးလို့ကျွန်တော်တို့ပြောတာလဲဆိုတော့အဓိကအဖြစ်သူက double pipe ဆိုတဲ့အတွက်ကြောင့်လို့သူကအတွင်းထဲကအရေတခုစီးတယ်အောက်တော့ layer ကအပြင် layer ကနေပြီးအရေတခုစီးတယ်အဲ့နှစ်ခုထဲမှာ ဂျားထဲမှာမလို့ block ဖြစ်ဖို့က chance ကလည်းတအားနေတယ်နော်ဒီ double pipe နှစ်ခုဂျားတဲ့ volume ကကျွန်တော်တို့ဒီ heat exchange လို့ share နဲ့ juice side လို့ volume ရဲ့မကြီးဘူး volume ကနည်းတယ်အဲ့တော့ကျွန်တော်စဉ်းစားကြည့်ရမလို့ဒါပေမဲ့ case တစ်ခုရှိတာဘယ်လိုမျိုး case ရှိလဲဆိုတော့ तू ကဟို trap ဖြစ်သွားတာမဟုတ် liquid အဲ့ဒီမှာ trap ဖြစ်သွားဥပမာဆိုကြပါစို့ကျွန်တော်အကြောင်းမျိုးကြောင့်ကျွန်တော်တို့က system တစ်ခု shutdown ချလိုက်တယ်ချလိုက်တဲ့အချိန်မှာ cool side liquid ကို hot side liquid ကိုဒီဒီဒီ double pipe heat exchanger ထဲမှာ trap ဖြစ်နေတယ်။အဲ့ကမျိုးမှာတခါလေကျရင်ဘယ်လိုဖြစ်လဲဆိုတော့ဒီ cool side liquid ကဥပမာဆိုရင်ပြောမှာ thermal expansion ဖြစ်တယ်ပေါ့။အဲ့ကမျိုးမှာဆိုတော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲပေါ့နော်။ဒီ thermal relief of the the လေးတွေတော့ဒါဒါ install လုပ်ကောင်းလုပ်ကနိုင်တယ်ပေါ့နော်။သို့တော်ညာပဲလဲပဲဟိုလိုကျွန်တော် PRV အကြီးအဲ့လိုမျိုးတက်ဆရာမလိုဘူးနော်။ဒါတော့ ဒီ double pipe ပေါ့နော်ဟိအချင်းကြားဒီမှာဒီ PRV တက်တာတော့ကျွန်တော်မတွေ့ဘူးပေါ့နော်သို့တော်ညာလည်းပဲကျွန်တော်ခုနပြောတယ်ဒီ liquid trap ဖြစ်တဲ့ tamen expansion ကို prevent လုပ်ဖို့အတွက်ကြောင့် tamen relief valve တိတိလေးတွေတော့ဒါတက်ကောင်းတက်လာနိုင်တယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ဟိအချင်းရာ tube rupture scenario ကိုထပ်ပြီးတော့ကြည့်လိုက်ကြရအောင်ဟုတ်ပြီကျွန်တော်တို့ဒီမှာဆိုရင်ဒီကျွန်တော်တို့ဟိအချင်းကြားထဲမှာပဲဖြစ်ဖြစ် season နဲ့အခါမှာ ဒီ low pressure site ပေါ့နော် low pressure site မှာ gas နဲ့ vapor ဆိုရင်ကသူကဟို pressure မြင့်တက်မှုနှုံးပေါ့နော်အမြန်နှုံးอ่ะတကယ်တမ်းဆိုရင် liquid နဲ့ရှင်သူကနှီးတယ်အဲ့လို gas compressible liquid ဖြစ်တဲ့အတွက်ကြောင့်မို့သူကဟိုဘယ်လိုခေါ်လဲဖိ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 ွားနိုင်တယ်ထပ်ပြီးဖိ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 ဟိုကျွန်တော်တို့ထပ်ပြီးတော့ pressure ရိုက်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 ွားလို့ရတယ် liquid ကျတော့အဲ့လိုမဟုတ် incompressible ဖြစ်တဲ့အတွက်ကြောင့်မို့သူက pressure နည်းနည်းလေးဖိလိုက်တယ်နဲ့သူက surge ပုံစံမျိုးပေါ့နော် ချက်ချင်းထိုးတက်အဲ့တော့ကြောင့်မို့ဒါကျွန်တော်တို့ဒါဥပမာပေးထားတာပေါ့နော်ဒီ liquid ကြတော့ဘယ်လိုမျိုးလဲဆိုရင်ဒီစင်ဖွဲ့လိုက်ကြီးကိုဒါနောက်ကနေပြီးတော့ဒါတုံးတုံးရတဲ့အတိုင်းပေါ့နော်ဟိုဘယ်လိုခေါ်လဲအောင်းဝင်ဖြစ်တယ်ပေါ့ဟိုတုံတုံလို့လို့မရအောင်အဲ့တော့ကြောင့်မို့ဆိုလိုချင်တဲ့အသေးပဲကတော့ပေါ့နော် gas ဆိုရင်ကနည်းနည်း pressure မြင့်တက်မှုလုံးက liquid တက်ရှင်နည်းနည်းနှေးတယ်ပေါ့နော် အဲ့ဒါကိုပြောချင်တာ gas အားကြောင့်မို့ကျွန်တော်တို့ခါလိုက်ရရင်ကဒီ terminal ဒီမှာဆိုရင်ကဒီ piping အရှိကြီးပေါ့နော်2 km 3 km ဆိုရင်ကျွန်တော်တို့က incompressible incompressible ပေါ့နော် liquid line ဆိုရင်ကျွန်တော်တို့က search analysis လုပ်ရတယ်ဒါပေမဲ့ gas ဆိုရင်ကတော့တုံတုံမလုပ်ကောင်းဘူးပေါ့နော် search analysis ဘာလို့လဲဆိုတော့ဒီ liquid မှာပဲကျွန်တော်တို့ကဒါကျွန်တော်ခုနကပြောလို့ပေါ့နော် pressure သူကထပ်ဖိလို့မရတော့ဖိလို့မရတဲ့အခါမှာဘာဖြစ်လဲဆိုတော့ pressure စောင့်တက်တာဘောနော်ဘတ်ပြန်ပြီးတွန်းလိုက်တော့ဥမာဆိုကိုယ်တွန်းလိုက်တယ်ဒါပေမဲ့ကိုယ်က body ကြီးတဲ့ကောင်ကတွန်းတဲ့ကောင်ပြန်လွင့်သွားအဲအဲ့ပုံစံမျိုးဖြစ်တာဘောနော်ဟုတ်ပြီအဲ့ဆိုရင်နောက်တစ်ခုကဆိုရင်တော့ဒီကောင် tube rupture ဘောနော် tube rupture scenario မှာဆိုရင်ဒီကောင်ကဒီ lower pressure side မှာဆိုရင်ဒါကျွန်တော်အပေါ်မှာပြောရတဲ့အတိုင်းပဲဒီ liquid ကဒါ pressure မြင့်တက်မှုလို့မြန်တယ်အဲ့ခါမျိုးမှာကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ခါကြရင် PRV က အရှင်လုပ်ဖို့အတွက်တာနှေးတယ်ဘောနော်ဘာလို့လဲဆိုတော့ तू က gradually तू ဖြည်းဖြည်းချင်းပွင့်တာဟုတ်ဘို့အဲ့ကမျိုးမှာ तू ကကျွန်တော်တို့ဘလို့လုပ်လဲဆိုတော့ကျွန်တော်ရှေ့မှာတွေ့လိုက်တဲ့ပုံလိုမျိုးပဲဒီ heat exchanger ရဲ့ဘောနော် inlet နဲ့ outlet မှာကျွန်တော်ဘာလုပ်လဲဆိုတော့ rupture disk ကို install လုပ် rupture disk ကျတော့ तू ကနည်းနည်းလေး pressure on နေဖြစ်တာနဲ့ sensitive ဖြစ်တယ်။ तू က burst ဖြစ်သွားတာ။အဲ့ကကျတော့ तू က system ထဲမှာရှိတဲ့ pressure ကို release လုပ်ပြတယ်အများဆုံး။ ပေါ့တော့အဲ့တော့ကြောင့်လို့ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့တွေ့ရတဲ့အတိုင်းပဲဒီ repetitive ping ကသူကအရှင်ယူဖို့တော့ကတကယ်တော့ rupture ဖြစ်ဖို့တော့က2 millisecond တော့မဟုတ်ဘူး5 millisecond ပေါ့နော်ဥပမာဆိုရင် PRV ဆိုရင်25 millisecond ပေါ့ဒါဒါပြောမှဆိုရင် rupture things ကပို့ပြီးတော့ပွင့်တာလွယ်တယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့အားနည်းချက်ကဘာလဲဆိုရင်တစ်ခါပွင့်ပြီးတော့ရင်ပြန်ပိတ်လို့မရတော့ဘူးအဲ့တော့ကျွန်တော်ကျွန်တော်ရဲ့ shutdown ချအချောင်းဆို maintenance scala မှာပြန်ပြီးတော့လဲ အစ်စ်ပေါ့နော်အဲ့လိုမျိုးပဲလုပ်နေရဒါပေမဲ့ तू ကတော့ save ဘူးဖြစ်တာပေါ့နော်ဒါပေမဲ့ operation အတွက်ဆိုရင်တော့အဆင်မပြေဘူးပေါ့ तू ကဘယ်လို common shut down လုပ်လိုက်ကြတာကို plan မျိုး shut down လုပ်တာအဲ့တော့ operation ရတော့ flexible မဖြစ်ဘူးဒါပေမဲ့ safety ရဆိုရင်တော့တအားကောင်းပါတယ်နောက်တစ်ခုကဆိုရင်တော့ तू ကဒီကျွန်တော်တို့ဒီ PRV location ပေါ့နော်အတိအကျအောင်နော်ကျွန်တော်ဒါ install လုပ်ဖို့အတွက်ဥပမာဆိုရင်ဟို ဘယ်နေရာ location အကောင်းဆုံးနဲ့ပေါ့เนาะအဲ့လိုမျိုးတည်မှုတော့ဥပမာဆိုကျွန်တော် rapture disk ကို inline မှာပဲ install လုပ်မလားအောက်လမှာပဲ install လုပ်ရင်ပိုကောင်းမလားဆိုတာတော့တကယ်ကျတော့ dynamic simulation ပေါ့เนาะအဲ့ဒါတော့သူကအဲ့ဒီမှာဆိုရင်တော့တည်တည်ချာချာပေါ့เนาะအနည်းဆက်ဆုံးကျွန်တော်ခန့်မှန်းလို့ရတယ်ပေါ့เนาะအဲ့ဒါဟုတ်ပြီအခုဒီမှာဆိုရင်ကျွန်တော်တို့ပေါ့เนาะ high pressure နဲ့ low pressure size မှာ ဒါ gas ပေါ့နော် gas ဖြစ်ခဲ့မယ်ရေးဆိုရင် gas တာမမှန် vapor ဖြစ်ခဲ့မယ်ရေးဆိုရင် PRV နဲ့ပဲအဆင်ပြေတယ်သို့တော့ညာလည်းပဲအကဲ liquid ဖြစ်ခဲ့မယ်ရေးဆိုရင် tube rupture case ကကျွန်တော်တို့ဒါ rupture disc ကို install လုပ်တာပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဟိုပို့ပြီး recommend ပေးတာပေါ့အဲ့တော့ဒါ tube rupture scenario မှာဆိုရင်ကျွန်တော်တို့ဒါညာဘက်ကပုံမှန်ကြည့်လိုက်မယ်ရေးဆိုရင်အနီရောင်လိုင်းလေးကဒါကျုပ်ပေါ့နော်အဲ့ဒီကောင် rupture ဖြစ်သွားတဲ့အချိန်မှာသူကဒီကျုပ်နှစ်ဖက်လုံးကနေထွက်တာ ဒီ ion င်းပေါ့နော်ဒါဒါ gas ပဲဖြစ်ဖြစ်ပါပဲ liquid အဲ့ကောင်ကနှစ်ခုလုံးထွက်တာအဲ့တော့ကျွန်တော်တို့ fluoride ကိုစဉ်းစားတဲ့အခါမှာဒီ orifice နှစ်ခုလုံးကနေစဉ်းစားတာပေါ့နော်အဲ့ဒါကိုဆိုလိုခြင်းဖြစ်တယ်နောက်တစ်ခုကကျတော့ဒါ tube sheet ပေါ့နော် tube sheet nozzle ရနေပြီးတော့ဒါ lip ပြင်ရတာ orifice တစ်ခုပုံစံပေါ့နော်အဲ့လိုပဲစဉ်းစားဘာကြောင့်လဲဆိုတော့ဒီ tube sheet ဆိုတာကတကယ်တမ်းဆိုရင်ကျွန်တော်တို့အခု ညာဘက်ပုံမှာတွေ့နေရတဲ့ကြည့်ချင်းညာပေါ့နော်အဲ့ဒီမှာဆိုရင်အမဲအောင်လိုင်းတွေ့လိုက်ပဲအနီအောင်လိုင်းလေးနဲ့ဆက်ထားတယ်အဲ့ဒီအမဲအောင်လိုင်းကတကယ်ကြတော့ဂျူပရှိကိုပြောတာပဲအဲ့ဂျူပရှိမှာဆိုရင် तू ကဒီဂျူပရှိနဲ့ဂျူပနဲ့တခါကြရင် wedding ဆက်တာလည်းရှိတယ်နောက်တစ်ခါကျတော့ तू ကရေမြောင်းပုံစံပေါ့နော် line နဲ့ slot လုပ်ပြီးတော့ဒါဒီဂျူဂျူတွေကိုဒါတစ်ခုနဲ့တစ်ခုဒါဒီ tube ရှိနေချိတ်ထားတာရှိဒါပေမဲ့အခုနောက်ပိုင်းကတော့အဲ့ဒါတိတ်မတုံးတော့ပါဘာဖြစ်လို့ lift ဖြစ်မှာဆိုလို့လေ အဲ့တော့ကျွန်တော်တို့အဲ့ရနေပြီးတော့ဘယ်လိုပဲပြည့်ပြည့်အဲ့ရနေပြီးတော့ကျွန်တော်တို့လစ်ဖြင့်ရကျွန်တော်တို့ကဒါ orbit တစ်ခုဆိုပြီးတော့ကျွန်တော်တို့စဉ်းစားတယ် flow rate ကိုဒါပေါ်တော့ဒီဒီဒီ diameter ဥပမာဆိုရင် tube ကအာတုံးလက်မကွဲလားဒါမှမဟုတ်ဆိုရင်တော့အာနောက်တစ်ခါဆိုရင်0.5 inch လားဒါမှမဟုတ်တလက်မလားအဲ့ဒီပုံမူဒီပေါ့ပဲကျွန်တော်တို့က flow rate ကိုဒါတွတ်ထုတ်တယ်ပေါ့နော်အဲ့ဒါကိုပြောချင်းဖြစ်တာနောက်တစ်ခါဆိုရင်တော့ဒီ printed circuit ဟိအချင်းကြမှာဆိုရင်ဒါသူက ျွန်တော်တို့ကဘယ်လိုပဲစဉ်းစားလဲဆိုရင်ဒီ channel လေးတစ်ခုပေါ့နော် failure ကိုပဲစဉ်းစားတယ်ဒီဒီ relieving flow rate ကိုဒါတွက်တဲ့အခါမှာပေါ့နော် relief flow ကို estimate လုပ်တဲ့အခါမှာဟုတ်ပြီကျွန်တော်တို့အဲ့ဒီအခြေအချင်းကြောင့်ဟိုအကြောင်းကိုကျွန်တော်ပြောမယ်ဆိုရင်ဒီမှာပုံမှန်တွေ့ညာဘက်ပုံမှာပေါ့နော်ကျွန်တော်ဒါတွေ့ရတယ်မြောင်းလေးရှိတယ်အဲ့ဒီကောင်ကတကယ်တမ်းဆိုရင်တော့ဒါအဲ့လိုမြောင်းလေးတွေတစ်ခုပြီးတစ်ခုထပ်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 တော့ပြောမယ်ဆိုရင် तू ကတိချဲ तू က နေရာသိမရှိဘူးနောက်တစ်ချက်ကတော့တိတ်သေးကျစ်လက်တယ်သူ့ရဲ့ desire ကွန်ပတ်ဖြစ်တာမနော်နောက်တစ်ခုက तू ကဘယ်ချိန်မှာသုံးလဲဆိုရင် pressure တအားမြင့်တဲ့အချိန်ရယ် temperature တအားမြင့်တဲ့အချိန်ဒီမှာသုံးတယ်အဲ့ဒီကောင်ပေါ့နော်အရန်စီးကြီးတယ်ဒီရေးအချိန်ညာတိုက်မျိုးပါလေအဲ့တော့ဒါကျွန်တော်ဒါ process မှာတအားဘူးဘောနော် pressure တအားများမှာ temperature တအားများမှာပဲဒီလိုဟိအချင်းချာမျိုး selection လောက်တာဘောနော်။အဲကြောင့်လည်းသူကတအားစေးကြီးရတဲ့အတွက်ကြောင့်ဘောနော်။ဒါပြောရရင်သူက leak ဖြစ်ပေါ်ရလဲ chance ကနည်းတယ်။အဲ အဲဒါကြောင့်မကျွန်တော်တို့ကဒီ channel လေးတစ်ခုပေါ့နော်ဒီရေမြောင်းလေးတစ်ခုကနေပြီးတော့အဲ့မှာအခုပုံမှန်တွေ့နေရတဲ့ဒါဒါဟိုနေပေါ့နော်ဟို engraving လောက်ထားတာပေါ့နော်မြောင်းပုံစံလေးဒါတူတာ plate ပေါ့မှာအဲ့ဒီကောင်လေးကိုပဲကျွန်တော်တို့က channel လေးတစ်ခုဒါပြည့်ရုံတော့ပဲကျွန်တော်စဉ်းစားတာပေါ့နော်အဲ့ဒါကိုဆိုလိုခြင်းဖြစ်ပါဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ chapter failure ဆိုတာဘာလဲဆိုတော့ကိုကြည့်လိုက်ကြဒီအခုဒါပုံမှန်တွေ့နေရတာကတော့ဒါ ဒါ compressor ပေါ့နော် compressor ရဲ့သူက upstream မှာပြန်သူကဘာရှိလဲဆိုတော့ knock off version ရှိတာဒါဒီ compressor တွေကိုအရေတွေမဝင်အောင်လို့သူကထိမ့်ပေးတာပေါ့နော်ရှိဝင်လာသမျှ liquid တွေအားလုံးဒီ knock off version မှာ drop ပြင်မယ်နောက်ပြီး gas ကြီးပဲတည်တဲ့ compressor တွေကိုဝင်မယ်အခုဒီမှာကြီးလိုက်မယ်ဆိုရင် compressor ရဲ့ downstream မှာပေါ့နော်ကျွန်တော်တို့ကဘာရှိလဲ chop off ရှိဒါ recycle line ရှိမယ်နောက်ပြန်သူက ဘယ်သွားမလဲဆိုရင် तू က high pressure side ဘလုံး down ဆိုသွားမယ်အဲ့ဒီမှာဆိုရင် तू ကဘယ်လိုမျိုးလဲဆိုရင်ဒီ compressor ရဲ့ dechess မှာတစ်ခါလေကြာရင်ပေါ့နော်ဘယ်လိုဖြစ်လဲဆိုတော့ဒါ common line ပေါ့ကျွန်တော် compressor တွေ၃လုံး၅လုံးကိုပြိုင်လူမောင်းနေတဲ့အချိန်မျိုးရှိတယ်အဲ့ကောင်မှာ compressor တစ်လုံးက suddenly trip ဖြစ်သွားတယ်အကြောင်းမျိုးကြောင့်ပေါ့နော် trip ဖြစ်သွားတဲ့အခါကျရင်သူရက်တော့ရက်သွားတဲ့အခါကျရင်ဘာဖြစ်လို့တခြား compressor တွေ run နေရအဲ့ကောင်မှာ तू က common dechess header ကနေပြီး तू က buffer flow ပြန်လာနော် အဲ့ဒီ buffalo ပြန်လာတာကို prevent လုပ်ဖို့အတွက်ဒီမှာ6 buff တတ်ထား6 buff နှစ်ခုရှိဒါမဲ့ကျွန်တော်တို့ဒါ relief buff sizing ကိုလုပ်တဲ့အခါမှာကျွန်တော်တို့က6 buff ကိုအရင်တော့ကတော့ credit ယူတယ်ပေါ့နော်6 buff ဥပမာဆိုကြပါဆိုပေါ့နော် dissimilarity နှစ်ခုတတ်ထားတဲ့ဟေ့ဆိုရင်ကျွန်တော် relief buff တတ်ဆရာမလိုဘူးတွေပါလေကျွန်တော်စဉ်းစားရတယ်အခုတော့အဲ့လိုမရတော့ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီ6 buff ဆိုတဲ့ခေါင်ကဟိုသူက major leak ပေါ့နော် flow rate ကိုအများကြီးကို back pressure လာခြင်းကိုတော့ तू ကကာွယ်ပေးတယ်သို့တော့ညာလည်းပဲ तू ကအချိန်ကြာလာတဲ့အမြတ် तू က small leak ကရှိအဲ့ leak ကနေပြီးဘာဖြစ်လဲဆိုတော့အခုကျွန်တော်တို့ဒါမြင်တွေ့နေရတာ discharge line ကနေပြီးရောပေါ့နော် session line ကိုပြန်သွားတာအဲ့ဒီ bypass ကနေပြီး तू ကဘာဖြစ်လဲဆိုတော့ compressor ရဲ့ session ကို pressurize ဖြစ်သွားအများသောပြီး compressor ရဲ့ session ကကျွန်တော်တို့က downstream ပေါ့နော် discharge pressure design နဲ့ဆိုရင်နေတယ်အဲ့ကောင်မှဘာဖြစ်လဲဆိုတော့အခါမသိရင်ဒါ app store တွေပောက်ကွဲမှုတွေပါဖြစ်သွားနိုင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်က app store designer ဒါဟို browser designer နေတာဟိုပုံမှန်အားဖြင့်เนาะအဲ့အတွက်ကြောင့်လို့ကျွန်တော်ကအခုနောက်ပိုင်းကဒီ chat bot ကိုပေါ့เนาะကျွန်တော်တို့ credit မယူတော့ဘူးဟိုဥမာဟိုဘလိုပဲဖြစ်ဖြစ်ပေါ့เนาะ dissimilarity ပဲဖြစ်ဖြစ်အမှန်တကယ် power asset ချက်ပတ်ပဲ33ပါပဲ33ကျွန်တော်က relevant scenario မှာကျွန်တော်တို့စဉ်းရုံးစဉ်းစားရမယ် reliever ကို install လုပ်ဖို့လုပ်ရမယ်ဒီ system ကို protect လုပ်ဖို့အတွက်ပေါ့နော်ဟုတ်ပြီအဲဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်တချို့တွေကဘယ်လိုစဉ်းစားလဲဆိုတော့ check up ကဘယ်ကြီးမှမလိုက်ဖြစ်နိုင်လဲဆိုရင် very high pressure တော့မဟုတ်ဘူးလေဒါကြံဓာတ်တိဖြစ်နေတာလို့ stack ဖြစ်နေတာလို့ဖွင့်လို့ပြိလို့မရတဲ့ချိန်လို့အဲအဲ့လိုမျိုးကြီးပေါ့နော်ဒါအဲ့ချိန်မှာ leak ဖြစ်တယ်လို့ဒါပြောတယ်နောက်တစ်ခုကဆိုရင်ဒါ power check up power check up ဆိုတာတကယ်တမ်းဆိုတာ power acid ဒီ acid chapup ဆိုတာဘယ်လိုမျိုးလဲဆိုရင်ဒီ chapup ကိုပြန်ပြီးတော့ဥပမာဆိုရင် compressor ဥပမာရက်တာနဲ့သူကချက်ချင်းပြန်ပိတ်အောင်လို့သူက counter measurement လုပ်တာတချို့ကဘယ်လိုတုံးလဲ magnetic weight တုံးပေါ့နော်အခုဘယ်ဘက်ညာဘက်ပုံမှာပြထားတယ်အတိုင်းပဲ magnetic weight တုံးတုံးရင်တုံးလို့မတုံးလို့သူက hydraulic ဒီ am system နဲ့ဒါလုတ်ထားတာပေါ့နော်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးတုံးပြီးတော့ကျွန်တော်တို့က ီဘတ်ကိုအမြန်ပိတ်အောင်လို့လုပ်ထားတာသို့တော်ညာလည်းပဲ blue ပဲ chap up special type ပဲ33ကျွန်တော်တို့က credit ယူလို့မရတော့ဘာလို့လဲဆိုတော့ဒီကောင်နဲ့ပတ်သက်ပြီးတော့ accident ဖြစ်လာလို့ပေါ့နော်အဲ့ဒါကိုဒီ presentation မှာဒါပြောထားခြင်းဖြစ်တာပေါ့နော်နောက်တစ်ခါဆိုရင်တော့ကျွန်တော်တို့ဒါ process engineer တွေတော်တော်များများလည်းဒါ hazard meter မှာဘာဖြစ်တယ်လဲဆိုရင်ဒီတချို့ကပြောတယ်ဒီ leak ပေါ့နော် ဒီ leg က small leg ဘာမှ pressure rise မဖြစ်နိုင်ဘူးဒါကြောင့်အဲ့လိုမဟုတ်ဘူးတော့ small leg ပဲဖြစ်ဖြစ်ဘာပဲဖြစ်အချိန်ကြာလာတဲ့အမျှ pressure က equalize ဖြစ်သွားမှာ upstream downstream အဲ့ကကြတော့ပေါ်ဒီ low pressure side အတွက်အန္တရာယ်များတော့ဘူးเนาะဒီဘာလို့ကျွန်တော်ဒီဇိုင်းကတအားနေတဲ့ခါမှာဒီ equipment တွေမှာပောက်ကွဲထွက်သွားတယ်ဟုတ်ပြီအဲ့ဆိုရင်ဒါ chapter failure ကိုကျွန်တော်တို့ဒါစကြည့်လိုက်မယ်ဆိုရင်ဒီဥစ္စာကတော့ဒါပုံမှန်တွေ့နေရတော့ဒါ Christmas tree ပေါ့နော်ဒါ offshore မှာ သူကဝဲဟက်ကနေပြီးတက်လာတယ်ကျွန်တော်ဒါ Christmas tree မှာဆိုရင်ဒါချုပ်ပတ်ဖြစ်ရယ်ချုပ်ပတ်ဖြစ်ရဒါ downstream မှာဆိုသူက chop up တည်းရှိရယ်အဲ့ဒီ chop up တည်းကဒါလည်းကြာရင် common အခုဒီမှာပုံမှန်ပြထားတာဒါ common chop up နော်ဒါလည်းကြာလဲကျွန်တော်တို့က branch out တစ်ခုချင်းစီကိုဒါ chop up တည်းလိုက်တက်ထားတယ်တို့တော့ညာဘာလို့လဲဆိုသူကဒီ header A နဲ့ B ကတခြားဝဲဟက်တွေနဲ့လည်းဆက်ထားတာဟုတ်တို့တော့ညာလည်းပဲကျွန်တော်တို့ဒါ design လုပ်တဲ့အခါမှာဘောနော်ဒီဥစ္စာက ဒီချက်ပတ်ကိုကျွန်တော် credit မယူဘူးဒါပေမဲ့ပုံမှန်အားဖြင့်ကျွန်တော်တို့ဒီ wear hat တွေကြတော့ design pressure ကိုအတူတူထားတာများတယ်အဲ့အတွက်ကြောင့်မို့လို့ဒါ rally pack တော့ဒါဟိုလိုမျိုးကြီးတော့ဒါကျွန်တော်တို့ဒါစဉ်းစားရမလို့ဘူးပေါ့နော်ဒါပေမဲ့ case by case ပေါ့နော် case by case ပေါ့ကျွန်တော်ချိန်သေးတော့မပြောဘူးပေါ့နော်ဒါပေမဲ့ဒီပုံကတော့ဒါကျွန်တော်ခုနကရှင်းပြသွားတယ်အတိုင်းပဲပြောစား wear hat ရဲ့ ဒါ Christmas tree နေရာကိုဒါပြောထားပြထားခြင်းဖြစ်တဲ့အခုဒီအောက်မှာဆိုရင်တော့ဒီဥစ္စာဒီအောက်မှာပြောထားတဲ့ဥစ္စာကကျွန်တော်တို့ရဲ့ဒါဒါပန့်ဒါမှမဟုတ်ရင် compressor တစ်ခုကဒါ stop ဖြစ်သွားတာဒါမှမဟုတ် trip ဖြစ်သွားတာပေါ့နော်အဲ့ဖြစ်သွားရင်ဒါ buffer flow ပြန်လာတယ်ပေါ့ stream เนาะအဲ့ဒါကိုဒါဆိုထားခြင်းဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ tamen expansion ဆိုတာဘာလဲဆိုတော့အတူတူကြည့်လိုက်ကြရအောင် ဒီ terminal expansion မှာဆိုရင်ကျွန်တော်က terminal expansion ကဘယ်အခြေအနေမှာဖြစ်လဲဆိုတော့ဒီ equipment တပတ်မို့လို့ pipeline ထဲမှာသာ liquid က full ဖြစ်နေတယ်နောက်တစ်ခါသူ့ရဲ့ condition block ဖြစ်နေရမယ် upstream တောင်းဆိုဒီ liquid က trap ဖြစ်သွားတာပေါ့သူကပြောပိတ်မိစီးလို့မရတော့အဲ့ဒီအချိန်မှာသူက heat ဝင်လာတာဒီ environment တွေကပဲဖြစ်ဖြစ်ပေါ့နော်ဒီအပြင် surround ဒီ environment heat က heat radiation ပဲဖြစ်ဖြစ်ဒါ solar radiation ပဲဖြစ်ဖြစ်ဒါဝင်လာတယ်တို့တော့ဒါမှမဟုတ်ဘူးဆိုလည်းဒီ heat အချိန်ကြာထဲမှာပေါ့နော်တစ်ဖက်ကကူကူ liquid ရှိတယ်အေး liquid ရှိတယ်တစ်ဖက်ကကျတော့အပူ liquid ရှိတယ်အဲ့မှာ trap ဖြစ်သွားတယ်အေး liquid ကအဲ့အဲ့ချိန်မှာပါဖြစ်လဲဒီ ep liquid ကနေပြီးတော့သူက temperature ကဒီဘက်ကိုပေါ့နော်စီးတာပေါ့ပြောမယ်ဆိုရင် inlet temperature ပေါ့ကျွန်တော်တို့ဒါ heat အချိန်ကြာမှာအများသောပဲဒါ inlet temperature ကမြင့်တယ်လေအဲ့ကကျတော့ဒါ inlet temperature တပင်းကြီးဖြစ်သွားတာ နောက်တစ်ခုကကျတော့ဒါ heat tracing ကျွန်တော် pipe နေပါတယ်မှာဒီခါလေးကြရင် process requirement ရာကျွန်တော် heat tracing နေ pipeline အပြင်ပတ်တဲ့ heat tracing နေတုံးတယ်ပေါ့အဲ့ကမျိုးကြလဲဒါ heat tracing ဒါ temperature နဲ့ဒါတူပွားတာအဲ့ဒါကိုပြောခြင်းဖြစ်တာအဲ့ဒီမှာကျွန်တော်တို့ဘာလို့စက်ကမလဲဆိုရင်ဒီ cool liquid side မှာရှိတယ်ပေါ့နော်ဒီ flow ရဲ့ vapor pressure ကိုအမြဲတမ်းသတိထားရမယ်ပြောမယ်ဆိုရင်ဒီ vapor pressure က ambient temperature မှာဆိုရင် design pressure ထက်ကြီးသွားနိုင်လားနောက်တစ်ခုကဒီ hot side fluid ရဲ့ inlet temperature မှာဆိုရင်ဒီ vapor pressure design pressure ဆိုကြီးွားနိုင်တာနောက်တစ်ခုက heat tracing မှာဆိုလဲဒီ heat tracing maximum temperature မှာဆိုရင်ဒီ v ဒီ cool liquid side မှာရှိတဲ့ vapor pressure က design condition ဆိုကြီးွားနိုင်တာအဲ့ဒါကိုကျွန်တော်တို့ကြည့်ရမယ်အကဲကြီးွားမယ်ဆိုရင်ကျွန်တော်တို့က relief protection လိုတယ်ပေါ့နော်အဲ့ဒါကိုပြောထားခြင်းဖြစ်ပါတယ်နောက်တစ်ခုကဒီ block outlet ကိုကျွန်တော်တို့ဒါ OSBL piping နေပေါ့เนาะ OSBL ဆိုတာ outside the battery limit ကိုပြောတာပြောမယ်ဆိုရင်ကျွန်တော်တို့ inside the battery limit ဆိုတာဒါ process plan အဲ process plan နေပြီးကျွန်တော်တို့ terminal ပေါ့နော်ဒီ ship loading unloading jetty ကိုကျွန်တော်တို့ပို့တဲ့ line နေအားလုံးပေါ့နော် pipeline နေ2 km 3 km ပြောမယ်ဆိုရင်ဒီ process plan တစ်ခုနဲ့တစ်ခုဟို between ကြားထဲမှာရှိတဲ့ဒီ process ဒီ pipeline အရှိကိုကျွန်တော်တို့ OSB လား ပိုက်လိုင်းရှိဒါမှမဟုတ်ဆိုရင်ဒီပိုက်လိုင်းနေရာကိုကျွန်တော် OSB လို့ခေါ်တယ် outside the battery limit ဆိုလိုချင်တဲ့အိမ်ကကိုယ့်ရဲ့ plan ရဲ့ outside မှာရှိတယ်သူကဒါ battery limit ဒါတတ်မှတ်ထားတာပေါ့နော်ဒါလည်းဒါ industry ရဲ့အသုံးအနှုန်းတွေပေါ့နော်ကျွန်တော်တို့ဒါသိထားဖို့လိုတယ် OSB ဆိုတာဘာလဲ ISB ဆိုတာဘာလဲ inside the battery limit ကိုပြောတာအဲ့ဒါတွေကိုကျွန်တော်တို့ဒါသိထားဖို့လိုပါတယ်ဟုတ်ပြီအဲ့ဆိုရင်ဒီ term expansion ကိုကျွန်တော်ဘယ်လိုထပ်ပြီးတော့ ကာဝယ်လို့ရလဲဆိုရင်ကျွန်တော်ကားစီ open လို့ lock open လို့ဒါဒါ buff တွေတွားပြီးလာ lock ချတာတော့เนาะဒီဘက်ကိုဘယ်သူမှမှားယူမပိတ်မိအောင်လို့ lock ချတာအဲဆိုရင်ကျွန်တော်တို့ကတာမယ် release ဘက်ကိုကျွန်တော်တို့ကတက်ဆက်မလို့ဒါမှလည်း owner agreement လုပ်ဖို့လို့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ industry မှာဒီ lock open နေကားစီ open နေလုပ်ချင်းရပြီသူတို့မှလည်းပဲဒီ lockout တက်ကောက် management ရှိရ အများကြီးပဲလိုက်ပြီးတော့ plan တစ်ခုလုံးလို့ bug တွေအကုန်လိုက်တက်မဲ့ရေးဆိုရင် operator ကြီးလည်းဒါအဆင်မပြေဘူးပေါ့နော် inconvenient ဖြစ်တာပေါ့နောက်ပြီးတော့ error human error ပုံများတာပေါ့အဲ့တော့ကြောင့်မလို့ဒါ client ရဲ့ agreement လည်းလိုတယ်ကျွန်တော်တို့ဆိုလိုချင်တဲ့အတိုင်းပဲဒါဆွနေရမှာပေါ့နော်ငါတို့ log open လုပ်ထားတယ်အဲ့တော့ကြောင့်မလို့ terminal relief တက်ဆရာမလို့အဲဒါမှမဟုတ်လည်း terminal prv အာဒီ terminal relief scenario ငါတို့စဉ်းစားကြမလို့အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ဒါ discussion လုပ်ကြတာပေါ့နော် ဟုတ်ပြီအဲ့ဆိုရင်ဒါဒီအောက်မှာဆိုရင်ဒါပြောတတ်တာကတော့ဒါ example တစ်ခုပေါ့နော် liquid ammonia tank ကဒါဒါဟိဝင်ပြီးတော့ explosion ဖြစ်ပြီးတော့ဒါအနီးနားမှာရှိတဲ့ truck ကတော့ဒါရောက်တက်တော့လုံနိုင်တယ်ပေါ့နော်ဒါအဲ့ဒါကိုဆိုလိုခြင်းဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်နောက်ဗီဒီယိုတွေမှာတခြား relief pin scenario ကိုဆက်လက်ဆွေးနွေးတင်ပြသွားပါမယ်ကျွန်တော်ရဲ့ channel လေးကိုအခုလိုအချိန်ပေးပြီးတော့ ကြည့်ရှုနားဆင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးများအပ်တင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe နဲ့ sharing လုပ်ပါအောင်လို့ပြောချင်ရင်လည်းဒီမှာနေကုန်းချုပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ